ိုင်းဖိုက်မှာတက်ခဲ့တဲ့ဒီရှုံကျွေးတွေသူ့အကိုရဲ့ရှုံကျွေးပေါ့ထွန်မင်းလက်ကရှုံကျွေးကိုဘူဝမ်ချန်ပီယံရှစ်မှာထွန်မင်းအောင်ပြန်ဆန်းနိုင်မလားသောကပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီဇန်ကတော့ Wines Back ကနေပြီးတော့မှအဓိကအကူအညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးအားကစားနည်းနဲ့ရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားစုံလင်တဲ့ဈေးကွက်တွေနောက်ထပ်တော့ Out Academy ရှိတဲ့ Mount Ready နဲ့ရင်ခုန်ခြင်းနဲ့ဆိုရင်တော့ Wines Back ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ Soccer House MN Promo ကုန်းနဲ့အတူ ကောင်းဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကို bonus အစီအစဉ်ရယူနိုင်တယ်ဆိုတဲ့အကြောင်းလေးလည်းတင်ကောင်းပါခြင်းပါတယ်တခြားအားကစားနည်းတွေပြင်ဒါ cyber game တွေကနေတဆင့်အခါအားလျော်စွာ promotion တွေပေးပြီးမှ bonus တွေရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါခြင်းပါတယ် promo code ကိုတော့ဒီ video ရဲ့ comment box မှာလည်းဒါကြည့်ရှုနိုင်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါစကောင်းရပြီးတော့ဂျိုးဆိုလိုက်ပါရပြအခုတက်ဆက်ပေးမယ့်စီစဉ်ကတော့ကျွန်တော်လာမယ့်18ရက်နေ့ ဒီမှာရှင်မန်ထိုးတက်ကြမှာကျွန်တော်တို့ဒီမြန်မာ ဖိုင်တာထိုးမင်းအောင်နဲ့ထိုင်းဖိုင်တာတန်တွန်တို့ရဲ့ပွဲကြောင်ပေါ့နော်ပွဲကြောင်ဆိုတာထက်ဒီကစားသမား၂ယောက်ရဲ့ဖျက်တမ်းခဲ့တဲ့အချိန်တွေပြီးလက်ရှိမှာဘာတွေလုပ်နေလဲပြီးသူတို့ရဲ့နောက်ခံသမိုင်းဘယ်လိုရှိလဲပြီးဒီကစားသမားအောင်မြန်မာဖိုင်တာတွေနဲ့ဇာလန်ဘယ်လိုရှိလဲသူရဲ့ပြီးရင်သူရဲ့ဒီထိုင်းဖိုင်နောက်ခံ background ဘယ်လိုအခြေအနေရှိလဲပေါ့နော်အဲ့ဒီအခြေအားတွေအကြောင်းအရာတွေကျွန်တော်နဲ့ကိုစိုးညီတို့ကနေပူပေါင်းပြီးတက်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်အဲ့တော့ဇာလန်ပေါ့နော်အဓိကတန်တွန်နဲ့မြန်မာဖိုင်တာတွေရဲ့ဇာလန် ဒီ tournament အောင်နဲ့ပြန်တယ်ဆိုပေမဲ့အရှင်းမှာလည်း tournament နဲ့ tournament နိုင်နေရချင်မြနာဘူ record ကလည်းရှိတယ်အဲ့တန်တွန်ဘလူးဖိုင်တာမျိုးလဲဆိုတာကိုတော့ကျွန်တော်အရင်ဆုံးပရိသတ်ကိုမိတ်ဆက်ပေးပါဦးဒီတန်တွန်ကိုကိုစပြီးတရီထားမိတာမြန်မာဖိုင်တာ2ယောက်နဲ့ထိုးဦးတဲ့အတွက်တရီထားမိတယ်ဟုတ်ကဲ့အဲ့ဒါပြင်ဒီဘက်1ကိုသူရောက်လာပုံကြတော့လဲသွားပြီးတော့တရီထားမိတာတစ်ခုရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့သူ1ကိုရောက်ရှိလာတဲ့ပုံစံကကိုတို့မြန်မာဖိုင်တာမှာလေး ရော်နီကရောက်လာတဲ့ပုံစံနဲ့တူတယ်ဟုတ်ကဲ့ကန်နွန်ဒီလည်း time fight မှာတော့ချန်ပီယံ3နေ5ချိန်လောက်အထိရခဲ့ဘူးတဲ့နာမည်ရကထားသမားဟုတ်ကဲ့သူ့ကိုတီးရတဲ့လောက်က1ဟာစာချုပ်ချုပ်ပြီးခေါ်တာရော်နီကို1ဟာစာချုပ်ချုပ်ခေါ်တယ်လို့သူ့ကိုလည်းစာချုပ်ကြီးဒါလိုက်ချုပ်ပြီးခေါ်တယ်တန်စာချုပ်တန်ပေးပြီးခေါ်လိုက်တာတန်ပေးတဲ့ကစားသမားဟုတ်ကဲ့နောက်ပြီးတော့ဘရော်နီကဒီ1 Friday fight 97မှာပွဲထွက်လာတယ်အဲ့ဒီပွဲတက်မှာပဲတန်နွတ်ကလည်းစပြီးတော့1မှာပွဲထွက်လာတာဟုတ်ကဲ့ဒီ1 record ကိုကြည့်မယ်ဆိုရင်တန်နွတ်ဒီ တပွဲနိုင်တပွဲရှုံးဆိုပြီးပဲသူတို့ကတင်ထားတယ်ဟုတ်ကဲ့ဒါပေမဲ့တကယ်တကယ်သူထိုးခဲ့တာက1မှာဒီ1 Friday Fight 97အဲ့ဒါနေစလိုက်လို့ရှင်၃ပွဲတိတိထိုးထားတယ်ဟုတ်ကဲ့နှစ်ပွဲရှုံးတပွဲနိုင်ဒါပေမဲ့ပထမဆုံးပွဲစဉ်1 Friday Fight 97မှာသူဒီဟိုနဲ့တွေ့တယ်ရုရှားကစားသမားနဲ့တွေ့တယ်တွေ့တဲ့အချိန်မှာမန်ရှီကောင်းနဲ့တွေ့တဲ့အချိန်မှာဒုတိယအချိန်မှာသူလဲတော့ခံပြီးရှုံးတယ်ဒုတိယအချိန်ထင်တယ်ဘောနော်သူလဲတော့နဲ့ရှုံးတယ် ဒါပေမဲ့အပွဲပြီးွားလို့ဂျပိုင်အကြာမှာဒီမန်ရှီကောကိုစေးစစ်တဲ့ကကြတော့မန်ရှီကောကဒီတိုင်းမျိုးစီတွေ့ရှိတယ် red dash မအောင်မအောင်တဲ့အတွက်ခုနသူနဲ့မန်ရှီကောနဲ့ထိုးတဲ့ပွဲစဉ်ပွဲစဉ်ကို MC အနေနဲ့သတ်မှတ်လိုက်သတ်မှတ်လိုက်တဲ့အတွက်ကြောင့်မလို့သူဒီတပွဲနိုင်တပွဲချောင်း record ပဲသွားကြံနေတယ်သူဟိုဟာရှုံးတဲ့ပွဲစဉ်အာနောက်ထပ်တပွဲရှုံးတဲ့ပွဲစဉ်ကလည်း ဟိုဟာကိုမှတ်မိတာဆိုရင်နောက်ဆုံးသူရှုံးတဲ့ပွဲစဉ်ကရုရှားကစားသမားနဲ့ပဲဟုတ်ကဲ့အဲ့ပွဲမှာသွေးလင်းထက်ကချော်ဘရီတာကိုနိုင်တဲ့ပွဲမှာဟုတ်ကဲ့သွေးလင်းထက်ချော်ဘရီတာပွဲကဒူးကောင်ပွဲဟုတ်ကဲ့သူနဲ့ရုရှားနဲ့ကခေါင်ပွဲထိုးတာဟုတ်ကဲ့အမရုရှားရဲ့ဒီပတ်တရောင်နဲ့သူရှုံးသွားတယ်ဟုတ်ကဲ့အဲ့တော့ပိုးမင်းလည်းပြောရင် record ဘိုင်းရတော့ဝမ်းမှာတိတ်အကောင်ကြီးမဟုတ်သေးဘူးသို့တော့ကစားပုံနေရတော့တော်တော်အဆင့်မြင့်နေအဆင့်တန်းရှိတဲ့ကစားသမားတယောက်ဆိုတာတော့သတိထားမိတယ်ဟုတ်ကဲ့ ဒီ one more record မကောင်းဘူးအဲ့လိုကြီးပေါ့နော်ဒီတော့လာမပြနိုင်သေးဘူးဆိုတော့ tie fight ကနေပြီးတော့အဲသူ champion အဖြစ်နဲ့ဒီဘက်ကိုစာချုပ်ရပြီးပြောင်းလာတာဖြစ်တဲ့အတွက်သူ့ကိုတော့ဒါလောလောဆယ်သူကတော့အရင် hype နေတဲ့ player ဖြစ်ရှိရောအဲ့တော့သူ့အကြောင်းပြောတဲ့အခါမှာကျွန်တော် tie fight ကအကြောင်းလည်းမချန်ထားခဲ့တယ်လို့ထင်တယ်ပေါ့နော်အ tie fight ရဲ့အခြေအနေလေးလည်းနည်းနည်းလေးရှင်းပြပေးပါဦးဒီ tie fight မှာသူထိုးနေတာကတော့ပထမဆုံးကိုတတိယမိတာကိုလို့ရှန်နိုင်အောင်နဲ့ဟုတ်ကဲ့ကျန်လာအောင်လည်းပွဲစဉ်ပါဆိုရင်သူ့တက်တော်တော်ငယ်ဦးမှာ2019လောက်ပဲရှိအောင်ပဲ tie fight မှာဟုတ်ကဲ့ဖိုးတဲ့အချိန် ခုလက်ရှိကတော့သူ၃လောက်ဖြစ်နေပြီ2019တော့25 26ဝင်းကျင်မှာရန်လာအောင်လည်းတွေ့တယ်ဘလို့မှလက်ရည်မမြောက်ပါဘူးကြည်လည်းမကောင်းပထမအချိန်နဲ့တည်းရန်လာအောင်အလဲလို့ခံရပြီတိုက်ပွဲရဲ့နဲ့ရှုံးနေပေါ့ဟုတ်ကဲ့ဒီပွဲစလွတ်လွတ်ကျဲမှာတည်းပဲကြည်ခံခံတော့အမစင်ကြီးရတယ်နောက်လက်တီတွဲလုံးနေရှိတယ်နောက်ဆုံးဘော်ရီရှော့နဲ့ရန်လာအောင်လဲရောရန်လာအောင်ကလည်းကိုတို့ဒီရန်တော့ဒီတွေ့မရှောင်းလို့ပါဘူးနဲ့တည်ရည်ဒီပါထူထောက်ဘူးလေကသာသမားဒါပေမဲ့အဲ2019လောက်ရောက်တဲ့အချိန်မှာတော့ရန်တော်ရဲ့အချိန်လည်းမဟုတ်တော့ဘူးတော်တော်ကွာလေ အများတားတဲ့ပွဲလက်ရည်မညီတဲ့ပွဲတစ်ပွဲကိုကြီးရပြီးကြီးနိုင်ရတယ်ပေါ့နော်အဲ့ဒါနေ2022မှာထွန်မဲလန်နဲ့တွေ့တယ်အခုထွန်မဲအောင်ရဲ့အကိုထွန်မဲလန်နဲ့တွေ့တယ်ထွန်မဲလန်လည်းပထမအချိန်မှာလေအလေတို့ခံရပြီးရှုံးတော့တော်တော်ကွာပါတယ်ထွန်မဲလန်လည်းဘာမှမလုပ်နိုင်ဘူးအဲ့တော့ဒီ Thai Fight မှာစစ်ခဲ့တဲ့ဒီရှုံးကျွေးတွေသူ့အကိုရဲ့ရှုံးကျွေးပေါ့ထွန်မဲလန်ရဲ့ရှုံးကျွေးကိုဘူဝမ်ချန်ပီယံရှစ်မှာထွန်မဲအောင်ပြန်ဆန်းနိုင်မလား ်ဟုတ်ဆက်နိုင်မလားပြန်မဆက်နိုင်ဘူးလားဆိုတာတက်စက်ခွန့်တော့ကြုံနေပြီအဲ့ဒီအခြေအနေလေးကစိတ်ဝင်စားစရာလို့မြင်မိတယ်ဟုတ်ကဲ့ထွန်မဲအောင်ကတော့လက်တလုံးမှာဒါကျွန်တော်ပြပထွက်တဲ့အထဲမှာပဲပြေးမှာပဲဖြစ်တော်တော်လေးအနှုတ်လက်ခံရဖိုင်တာဖြစ်တယ်ဗောနသူအရာမောင်းအလုံးထဲပြပါဝါဗောအစားရတယ်နဲ့အတက်ကလည်းငယ်သေးတယ်အတက်ကလည်းငယ်သေးတော့ဖြစ်နိုင်ခြင်းအမြင့်ဆုံးဗောအပေ तू နေထိုင်ခဲ့တဲ့ပတ်ဝန်းကျင် तू ရှင်သန်ခဲ့ရတဲ့ပတ်ဝန်းကျင်ကလည်း ချန်ပီယံနေလဝိတ်သမားရဲ့တောက်လျှောက်ပူတွဲလေ့ကျင့်ပြီးတော့ဒီအချိန်နေဖြစ်လာတာဆိုတော့ဒါပြောမယ်ဆိုရင်မျောလင့်ခံရတော့ကစားသမားပေါ့နော်အဲ့တော့ဒီအချိန်နေလို့ကစားသမားနဲ့ဒီ time fight ကနေဆော်ရုပ်ရတဲ့ကစားသမားနဲ့ဒါရှင်ဆိုင်တွေ့ကြပြီအဲ့တော့ထွန်းမင်းအောင်ဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်ရောဒါအခွင့်အရေးတစ်ခုတက်ပိုတဲ့ပွဲဖြစ်နိုင်လာဖြစ်နိုင်ပါတယ်အရေးကြီးတာတော့ဘယ်လိုပဲပြောပြောဝမ်းမှာကိုလူမြန်မာတွေကကိုလုံးချက်ရှိတာကိုအောင်မြင်လို့ဝါဖို့ပဲပွဲရတော့တည်ပြလိုက်ပြီတမင်းဆိုတာ image ရှိတဲ့ကစားသမားတယောက်ဒီလိုကစားသမားမျိုး ူကျော်ဖြန်းနိုင်မယ်ဆိုတော့သူ့အတွက်အများကြီးကောင်းပါတယ်။ဒါကြောင့်လဲဆိုတော့ထုံးမြအောင်နောက်ဆုံးထိုးရတဲ့ပွဲကလည်းထိုင်းရချပတ်ဆိုတဲ့သူနဲ့တတူရွယ်လူလောက်ပဲ။ဒီတခြား promotion ကနေ1 on ရောက်လာတယ်။အဲ့ဒီကလာလာပါချင်းထုံးမြောင်ဟိုနဲ့ပြေးတွေးလိုက်တယ်ထုံးမြောင်အလေထိုးနဲ့နိုင်လိုက်တယ်နိုင်လိုက်တဲ့အတွက်ထုံးမြောင်ဒီ pro ပဲပြောပြောရှစ်ရှစ်ခြေတလန်းတော့ရောက်လာတယ်အခြေတလန်းတိုးလာတဲ့အချိန်မှာအတွေ့အကြုံရှိတဲ့ဝါရင်နဲ့တန်လုံးနဲ့တစ်ခါပြန်ပြီးတော့1ပြေးတွေ့လိုက်တယ်အဲ့တော့ညီလေးပြောတာ ပြောတဲ့ပြောတဲ့အတိုင်းပါပဲဒီတန်လုကိုတာထပ်ပြီးတော့ထမင်းအောင်ကကြော်ပြန်းလာရင်သူ့ကခွန်လန်ကောင်းနေအများကြီးစောင့်ကြိုနေမယ်လို့ထင်တယ်ထင်တယ်ဟိုကလည်းသွားဆင်မယ်တယ်နော်ဘရော်နီကာနဲ့ဂျူနီယာဖက်တက်စ်နဲ့တွေ့တယ်လို့မျိုးအဲ့လိုတွေ့ဆုံမှုမျိုးနဲ့ပုံစံမျိုးသွားဆင်မယ်ထင်မယ်နော်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီထမင်းအောင်ကဂျူနီယာဖက်တက်နေရာပြက်ကောင်းဖြစ်မယ်ဘရော်နီကာရဲ့လည်းဝါရင်ပေါ့နော်ဒီတန်နွန်ကတန်နွန်ကတော့ဒါဘွန်နေနေဝါရင်ကသားသမားတယောက်အသက်လည်း30ရှိနေဒီ Thai Fight ကနေကူလာတာ ဟုတ်ကဲ့အဲ့ထုံးမင်းအောင်လက်တလောဘာတွေလုပ်နေလဲဒီပွဲရလဲကျွန်တော်လာမဲ့ဒီဒုတိယအပတ်လောက်မှာသွားမှာဆိုတော့ဘာလုပ်နေလက်ရှိမှာဘလို့ပြင်ဆင်နေလဲကိုကိုတည်ရတဲ့နည်းပရိသတ်ရှယ်လို့ကိုဒီသူပြည်တွင်းပွဲတော့ဒါလောက်ကြီးအများကြီးမရှိဘူးနောက်ဆုံးသူထိုးသွားတာငါးလပိုင်းမှာဟုတ်ကဲ့ဟိုင်းကလာမှာချက်ပန်းနဲ့သူနိုင်အလဲထိုးနဲ့နိုင်အလဲထိုးနဲ့နိုင်ပါတယ်ထုံးမင်းအောင်ကဝမ်းမှာဆိုရင်သူကတော့အတက်ကြတော့နည်းနည်းလေးကြမ်းတယ်ဒီဝဲထိုးတယ်နှစ်ပွဲနိုင်နှစ်ပွဲရှုံးငယ်သေးရောလဲနည်းနည်းအမားနည်းနည်းအမားလေးနေရှိတယ်ပထမဆုံးပွဲမှာသူဒီရုရှားကစားသွားအိုး တော့ထိုးတယ်ရှုံးတယ်ယူရင်းနဲ့သူရှုံးသွားတယ်ထိုးပေါက်မဆွတ်တာလည်းပါတယ်ဟိုကဝိုင်းပတ်တဲ့ကစားသမားရယ်ကိုကအခုမှပွဲဥထွက်ရတဲ့အချိန်ရယ်သွားတိုက်ဆိုင်တော့သူဘလို့လိုက်ရမလဲဘလို့ပိတ်ရမလဲဆိုတဲ့ဟာလေးအားနေတယ်အဲ့ဒါနေဒုတိယပွဲစဉ်ကျတော့ဒီပြင်းနဲ့ကစားသမားကသူလှလာပါပါပြန်အနိုင်ယူတယ်အဲ့ဒါနေတတိယပွဲစဉ်တတိယပွဲစဉ်ညီလေးတို့ကိုတော့အလုံးမှတ်မိနေတဲ့ဟာအများကြီးညှော်လည်းငဲ့တယ်ဆာဟာဒီနဲ့တွေ့တယ်အဲ့မဲ့ဟက်ကကန်ခံပြီးရှုံးတယ်ပွင့်လင်းပြောင်းပြီးခဲ့တဲ့မေလာ ထဲမှာထိုးရတယ်ချက်ပတ်နဲ့ဆိုနည်းနည်းစိုးရိမ်မိတယ်ဂလောက်တောင်တိတ်မထင်ဘူးအဲအပွဲမှာကျတော့ तू ကနောက်ပေါင်းနဲ့ပြန်လာရင်ဟောတကယ်လည်းကောင်းတော့ဒီပြည်တွင်းပွဲမှာတော့ तू နည်းနည်းဘာမှတော့တိတ်မရှိဘူးလှူရှာမှုကဒါပေမဲ့ညီလေးကမေးွားတယ်မေးခွန်းထဲမှာပါတယ် तू အတိုင်းဝိုင်းရင်ကောင်းတယ်ဟုတ်ဒီမြန်မာပြည်ချန်ပီယံကိုထွန်းနှုံးမင်းလို့ထွန်းနှုံးမင်းလို့ရှိတယ် तू ကိုရင်းတယ်အဲလေးချက်မို့ဆိုထွန်းမင်းလက်လို့ရှိတယ်ထွန်းမင်းနိုင်လို့ရှိတယ်ဒီနီးပြဆရာလေးလည်းအများကြီးရှိတယ် तू ဝိုင်းရင်ပြီးလာတဲ့ဟာတွေဒီလေးချင်းနဲ့နေရာဆိုလည်းတို့အရန်ကောင်းတယ်တိတ်မှုယုံပါပဲအခြေဆိုင်တာအသက်ကလည်း तू က ခုမှဟိုပါပဲရှိသေးတယ်19 20ပေါ့ထိုင်းကုန်20ပေါ့19ကျော်လာပဲရှိသေးတယ်ဟုတ်ကဲ့ဒီအဝင်းဝိုင်းကောင်းနေအတိုင်းဝိုင်းကောင်းနေသူ့ကို supporting လုပ်ပေးနေတဲ့ဟာတွေကောင်းနေနောက်သူ့ရဲ့ပင်ကိုအလုံးထက်ရံမောင်းကောင်းနေဟုတ်ကဲ့ကိုတီးတော့သူက6ဝင်းကြီးပါလို့ရှိတယ်ဒါပေမဲ့17တောင်ကြော်ကြတယ်အဲ့တော့သူ့တန်းမှာဆိုရင်သူကပင်မီတောင်းမီလဲမှာပါသူစူးစမ်းစူးစမ်းနိုင်တယ်လို့ခွန်လန်းနေရှားနိုင်တဲ့ဟာတွေတတိထားမိတယ်ဒီတွဲဆိုင်တက်လာတဲ့အချိန်မှာအမြင်နေအများကြီးဖြစ်တယ် ါကျွန်တော်အမြဲတမ်းပြောသလိုပဲဒီဒီ season နဲ့သူတွေဘက်ကလည်း season နဲ့သူတွေအမြင်ရှိသူပြိတ္တဘက်ကလည်းပြိတ္တအမြင်ရှိအဲနားလဲတကြံတဲ့သူတွေကလည်းနားလဲတကြံတဲ့သူတွေဘက်ကအမြင်ရှိတယ်ဒီ Bronica နဲ့ Junior Fighters လို့ပြိုင်ပွဲမျိုးဒီပြည်စည်ဆိုင်မှုမျိုးတွဲဆုံမှုမျိုးဖြစ်လာတယ်ထုံးမင်းအောင်တို့လည်းဒါတစ်ဖက်တစ်လမ်းကြည့်မယ်ဆိုလို့ရှိရင်ဒါနောက်တစ်ဆင့်တက်နိုင်မယ်လေကတဲ့ပေါ့နော်ဆောင်းဝဲစစ်တဲ့ပုံစံမျိုးပေါ့အဲ့တော့ဟိုအမြင်တော်တော်များများရောကျွန်တော်လိုက်ကြည့်ပွဲအကိုအမြင်လည်းကျွန်တော်သိကျင်တယ်ဒီပွဲဖြစ်လာတဲ့ပေါ့အကိုကဘယ်လိုမြင်သလဲကိုမြင်မိကတော့1အပွဲစီစဉ်တာ တော်တယ်လို့ပဲကြီးကြီးချင်တယ်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုကိုတို့သွေးလင်းထက်တော်ကဆိုလဲဒီလိုပဲကိုတို့တွေအားလုံးထင်လာတဲ့ကစားသမားတွေမဟုတ်ကိုတို့တွေလည်းမဟုတ်ပါဘူးသူတို့ Thai နေ Thai media တွေတခြား media တွေထင်လာတဲ့လူတွေလည်းမဟုတ်စံတွေနဲ့ပေးတယ်လိုက်တယ်အစိုးလင်းဦးဆိုလဲပွဲပြတ်သွားလို့တာအဲဟို Harrison နဲ့တွေ့လိုက်တယ်နောက်ပြီးတော့ဒီထွန်းမဲအောင်ကိုလဲဟိုတတိထားမိတာဒီတန်နုံးနဲ့လုံးမထင်သေးဘူးဒါပေမဲ့တန်နုံးနဲ့ပေးတယ်လိုက်တယ် ီတန်နုကဖြတ်သန်းမှုတန်နုကမြန်မာကစားသမားနှစ်ယောက်ကိုနိုင်လာတာမြန်မာကစားသမားနှစ်ယောက်ထဲမှာထွန်မွတ်မင်းအောင်ရဲ့အကိုထွန်မင်းလက်ပါနေတာဒါတွေကိုဝမ်းတည်တရားပေါက်ကောင်းကောင်းသိထားဖို့ရတယ်ဒီမှာကတော့အဲအကြောင်းမလို့ဒီပြည်သက်စိတ်ဝင်စားနိုင်တယ်ပြည်သက်ဆိုတာမြန်မာပြည်သက်စိတ်ဝင်စားနိုင်မယ်ပြည်သက်ရင်သူတို့ကတ်လိုက်တာဒီဝမ်းရဲ့ပွဲစီစဉ်ပုံတော့ချီကျူးတယ်တကယ်လေးစိတ်ဝင်စားမိတယ်ကိုထင်ထားတာတဲ့အဲ့တော့ဒီတွဲတိုင်းနဲ့ပတ်သက်ပြီးပြောရရင် နိုင်လာတွေရှုံးလာတွေထိုးပေါက်တွေရတော့နောက်အစီအစဉ်ညာမှာညီနဲ့ကိုနဲ့ထပ်ပြီးပြောတာပေါ့ကိုပြောချင်တာအရန်စိတ်ဝင်စားစရာကောင်းတဲ့တွဲဆိုင်တစ်ခုလို့ကိုခံစားရတယ်ဒီတွဲဆိုင်ပေါ့ဟုတ်ကဲ့ကိုအဲ့တော့ဖြစ်ဆော့ပြောချင်တာရှိသေးလားဗျာဖြစ်ဆော့ပြောချင်တာကတော့ကိုအနေနဲ့ထုံးမြောင်လေးပေါ့နော်ဟုတ်ကဲ့သူ့အတွက်ကတော့ခွန်ရင်ရလာပြီထုံးမင်းလက်ရှုံးရတယ်အဲ့ဒီအတွက်ကိုသူ့အကိုရင်းတယောက်ရှုံးထားတဲ့ပြိုင်ဘက်ကိုသူပြန်ထိုးခွင့်ရတာဒီလိုမျိုးအခွင့်အရေးဆိုတာဂျားတော့ရခဲ့လို့လည်းထင်တယ် ဒီခွင့်ရေးကိုသူဘယ်လိုအသုံးချမလဲဘယ်လောက်ထိအသုံးချနိုင်မလဲအဲ့ဒီဟာလေးတခုပဲစောင့်ကြည့်ကြပါမယ်ဟုတ်ကဲ့ကိုအဲ့ဒါဆိုတော့ဒါပြပြဆိုဆိုသုံးသက်ခဲ့ပေးရပါတော့လာမယ့်ပတ်စီဇန်မှာကျတော့ဒါကျွန်တော်တို့ဒီပြိုင်ပွဲဒီပြိုင်ပွဲနှစ်ယောက်ရဲ့လေ့ကျင့်ပုံတွေပွဲအတွင်း check up ဖို့နေပြရပါတယ်နေပြဒီနေ့ပိုင်းနေပြရရှိုးတော့စားရတယ်နိုင်မယ်ဘရူရှုံးမယ်ရှုံးလဲဆိုတော့လာမယ့်ပတ်ကြမှာပဲဆက်လက်ပြီးသုံးသက်ပေးပါဦးမယ်